မင်္ဂလာပါရှင်။စွန်လ17ရက်ဗုဒ္ဓဟူးနေ့ရွှေရံကုန်ရဲ့ထူးထူးခြားခြားပြင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့ကိုဗစ်လူနာသေး32ဦးတွေ့ရှိတဲ့သတင်း။ဇမိုင်းဝင်ကြီးဌာနရဲ့စွန်လ9ရက်ည7:00နာရီထုတ်ပြန်ချက်အရတပတ်တွင်းကိုဗစ်လူနာသေး32ဦးတွေ့ရှိရတယ်လို့သိရပါတယ်။ ဇွန်လတရက်ကနေ၈ရက်ထိတပတ်တွင်းတခွဲနမူနာ2154ခုကိုစစ်ဆေးခဲ့တာဖြစ်ပြီးအတူပြုလူနာသစ်32ယောက်တွေ့ရှိရတာဖြစ်ကာပိုးထွေရာဂိုင်းနှုန်းတသသမ44ရာဂိုင်းနှုန်းရှိရလို့ဆိုပါတယ်။ပြီးခဲ့တဲ့မေလစမ်းပိုင်းကစလို့မြန်မာနိုင်ငံမှာကိုဗစ်အတူပြုလူနာသစ်တွေပြန်လည်တွေ့ရှိလာတာဖြစ်ပြီးတော့အတူပြုလူနာသစ်တွေ့ရှိမှုကလည်းတစ်ပတ်တစ်ပတ်ပိုများလာတယ်လို့သိရပါတယ်ရှင်။ ဆလာဒင်ဆမေးတဲ့ငါတော့လာရှုမျိုးရှိမြမလေယောင်ဖွံ့ဖြိုးရေးပန်းပြန်လည်ဖွင့်လှစ်ပြီးဖြစ်ပြီးတောင်သူများအနေနဲ့မိုးရသည့်စိုက်ပျိုးစရေးချိန်ငွေများထုတ်ချေနိုင်နေတဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ရှိမြမလေယာဖွံ့ဖြိုးရေးဘဏ်ကိုဇွန်လ6ရက်နေ့ကပြန်လည်ဖွင့်လှစ်ကြောင်းသိရပါဗျ။မြမလေယာဖွံ့ဖြိုးရေးဘဏ်ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းကြောင့်လာရှိုးခရိုင်အတွင်းရှိတောင်သူများအနေနဲ့မိုးရသည့်စိုက်ပျိုးစရေးချိန်ငွေများချေယူနိုင်ပြီးဖြစ်ကစပားဆိုင်ဧကတရေကလင်းတသိန်း5000ကျပ်အခြားသီးနှံစိုက်ပျိုးခြင်းများအတွက်တရေကလင်းတသိန်းနှုန်းဖြင့်ထုတ်ချေပေးမှဖြစ်ကြောင်းသိရပါဗျ။စိုက်ပျိုးစရေးချိန်ငွေများချေယူနိုင်ရန်အတွက်ချိန်ငွေစီစီရေးအဖွဲ့ ထောက်ခံချက်ဖြင့်ပုံစံခုနှစ်မူရင်းများအနှံပြီးခြေယူနိုင်ကြောင်းလည်းသိရပါရရှင်။ထမန်နေစမဲတဲ့ရင်ကတော့ PDF တွေကိုနောက်ချိုကနေ TNLA စုခွာခိုင်းနေလို့ဆိုတဲ့တဲ့ရင် DNL တက်ဖွဲ့ကနောင်ချိုမြို့ပေါ်ကနေ PDF တွေကို DF ပိုင်းတွင်ထွက်ထားခိုင်းကြောင်းဒေသသတင်းတွေကဆိုပါတယ်။ PDF တွေကိုဒီနှစ်3ရက်တွင်မြို့ပေါ်ကဆုတ်ခွာသွားဖို့ပြောတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်စစ်ကြောင်းကံကြီးအထိရောက်လာလို့မြို့ပေါ်ကဒေသခံပြည်သူတွေကိုလည်းရှောင်တဲ့နဲ့နေရာကျွတင်ရှောင်ကြဖို့ပြောတာရှိပေမဲ့အများကြီးရှောင်တာမျိုးတော့မတွေ့ရဘူးလို့ဒေသခံတွေကပြောပါတယ်တပ်မတော်စစ်ကြောင်းတွေကစွန်လ9ရက်နေ့ကနောက်ချုံမြို့နယ်ညောင်ပင်သာကုန်းရှေမောင်းကုန်းတွေမှာရှိတဲ့ DNA test scan နေရာတွေကိုတိုက်ခိုက်သိမ်းပယ်ရရှိခဲ့ကြောင်းလည်းသိရပါတယ်ရှင် ဆလတ်တင်ဆက်မဲ့တဲ့ငါတော့ကြောက်ဖြူကအေးထင်းချုပ်ထားတဲ့နေရာတွေကိုတက်မတော်ဆက်ကြောင်းတွေ အပြင်းအထန်ထိုးစစ်ဆင်းနေရလို့ဆိုတဲ့တဲ့ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့ကနေအေအေထိန်းချုပ်ထားတဲ့နေရာတွေကိုနာဆာကတပ်တွေက အပြင်းအထန်ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။ဇွန်လ9ရက်နေ့ပိုင်းမှာကြောက်ဖြူမြို့နယ်ခုံးချွန်တိုင်နယ်မှာရှိတဲ့အမှတ်32ရဲတပ်ရင်းအနီဝင်ချင်းအပါအဝင်ပြိုင်းစေကေနှမ်းဖဲတောင်မင်းတက်တောင်မလာကျွန်း area တဝိုင်းနဲ့ကျေးရွာတချို့ရှိအေအေအခြေပြုနေရာတွေကိုတပ်မတော်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်ရှင်။ ကျမရွှန်ကုန်မီဒီယာကနေပြည်တွင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စင်များပါအဝင်နိုင်ငံတော်အရှိထူးခြားဖြစ်စင်များကိုအချင်းနဲ့တပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။တရှိပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါရရှင်။